တမိုင်းကိုပြောင်းလဲစီခဲ့သောစစ်မြေပင်၃ခုလူကြီးမဲတော့မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်တမိုင်းဝင်ပြတိုက်တွေနဲ့တမိုင်းဝင်ခံတဲ့ကြီးတွေအကြောင်းကိုပြောပြပေးပါမယ်ဒီနေ့ကျွန်တော်တို့အထူးထူလေ့လာသွားမယ့်အကြောင်းအရာကတော့တမိုင်းကိုပြောင်းလဲစီခဲ့သောစစ်မြေပင်၃ခုပဲဖြစ်ပါတယ်ဒီနေရာတွေဟာစည်ရေးအရာအရေးပါခဲ့ရုံသာမက လူသားတို့ရဲ့ဇွဲလုံလဗျူဟာညာနဲ့ဆွလွအနစ်နာခံမှုတွေကိုပါတတ်တည်ထူးနေကြတဲ့နေရာတွေပဲဖြစ်ပါတယ် ထမလို့စီမြေပင်ကတော့ပြင်သစ်နိုင်ငံမြောက်ပိုင်းကဘာစီလီဘာကော့စ်ကုန်းပြင်မြန်ပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့အတွင်းကဒီနေရာဟာပြင်သစ်ခေါဆောင်သူဦးထေကဲချာဒီကောရဲ့လွတ်လပ်ရေးတပ်ဖွဲ့တွေစူးစီးရနေရာဖြစ်ခဲ့ပါတယ်။1944ခုနှစ်ဇူလိုင်လမှာဂျာမန်တပ်တွေဟာဘာစီလီကိုဝန်းရံတိုက်ခိုက်ခဲ့ပါတယ်။ပြင်သစ်တပ်တွေဟာလက်နက်ကိရိယာမပြည့်စုံပေမဲ့ဇက်တပ်တပ်ပေါင်းများစွာခူးကန်ခဲ့ကြပါတယ်။ဒီတိုက်ပွဲဟာပြင်သစ်လွတ်လပ်ရေးအတွက် သွေးချောင်းစီးခဲ့ရတဲ့တိုက်ပွဲတစ်ခုဖဲခဲ့ပြီးလွတ်လပ်ရေးအတွက်ပြင်သစ်လူမျိုးတို့ရဲ့ဇွဲလုံလာကိုတတ်တည်ထူကြပဲခဲ့ပါတယ်။နောက်ထပ်စစ်လီပင်ကတော့အစ္စရေးနိုင်ငံကမဆာရာခံတပ်ပဲဖြစ်ပါတယ်။ဒီနေရာဟာဂျူးလူမျိုးတို့ရဲ့လွတ်လပ်ရေးအတွက်နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့တဲ့နေရာပါ။ခရစ်နှစ်93ခုနှစ်မှာရောမတပ်တွေဟာမဆာရာခံတပ်ကိုဝန်းရံခဲ့ပါတယ်။လူဦးရေ460ခန့်ရှိတဲ့ဂျူးတွေဟာရောမတပ်သားဖြောင့်4,000 5,000ကိုလက်မြစွာ ခုခံခဲ့ကြပါတယ်။နောက်ဆုံးတော့မှာတော့ဂျူးတွေဟာ ကျုံအဖြစ်ဖန်ဆီးခံရမယ့်အစားကိုကိုကိုအဆုံးစီရင်ကြပါတယ်ဒီအဖြစ်ပြဟာလွတ်လပ်ရေးအတွက်ဂျူးလူမျိုးတို့ရဲ့ဆွန့်လွတ်အနစ်နာခံမှုရဲ့တင်ကေတာတစ်ခုအဖြစ်ယနေ့တိုင်ယက်တီနေစေပါတယ်တတိယစစ်မြေပြင်ကတော့ဗီယက်နမ်နိုင်ငံကဝါလန်းစင်ခံတပ်ပေးထုတ်ပါတယ်ဗီယက်နမ်စစ်ဝဲအထင်းကဗီယက်နမ်ကောင်းတာတွေဟာဒီမြေရောက်ခံတပ်ကြီးမှာနေထိုင်ပြီးအမေရိကန်တပ်သားတွေကိုခုခံထိကြပါတယ်ဝါရန်ခံတပ်ကတော့မြေအောက်တုံးထက်ရှိပြီးစုစုပေါင်း250ကီလိုမီတာရှည်လျားကား စေယုံမိဖို့ကြောင့်အဲ့ငံတွေအထိပါဝင်ခဲ့ပါတယ်။ဒီခံတက်ခါ BNN စစ်ပွဲရဲ့အရှိကြဆုံးနဲ့အပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်ပွားခဲ့ရနေရလဲထက်ပါတယ်။ဒါကြောင့်ခင်ဗျာဘာစီလီမဆာရာနဲ့ဟဝါဒန်တို့ခံတက်တွေဟာ CA အရာအရေးပါခဲ့ယုံတာမကလူသားတို့ရဲ့လွတ်လပ်ရေးအတွက်ဇွဲလုံလဗျူဟာညာနဲ့ဆွန့်လွတ်အနစ်နာခံလူတွေကိုပါတဲ့တဲ့ထူလေးကြရဲ့တမိုင်းဝင်နေရာတွေပဲဖြစ်ပါတယ်။ဒီနေ့ဆိုရင်ဒီနေရာတွေဟာခရီးသွားတွေလာရကလေးပါရနေရတယ်ထင်နေပေမဲ့သူတို့ရဲ့တမိုင်းကြောင်းတွေကတော့ ငင်းချမ်းရဲ့တန်ဖိုးကိုတတိယဆင်နေချက်ပါပဲသူတို့ရဲ့တိတ်ဆိတ်မှုတွေမှာ အတက်ရဲ့အတန်တွေကိုကျွန်တော်တို့ကြားနိုင်ကြပါသေးတယ်ဒီစီဇန်လေးကိုကြည့်ရှုပြတဲ့အထွတ်ကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာထပ်ဆောင်ကြမှာခင်ဗျာကျမ်းမှာချမ်းသာကြပါစေကျွန်တော်တို့ channel ကို like နဲ့ subscribe လေးနှိပ်ပြီးအားပေးခဲ့ပါအောင်ရ